ရုပ်တရက်အရေးပေါ်စေယုံတင်လိုက်ရတဲ့ God 7အဖွဲ့ဝင် Jensen Wen အစအစိမ့်သမှုကြောင့်ရုပ်တရက်အရေးပေါ်ကန်းကိုပို့ဆောင်ခံခဲ့ရတဲ့ Jensen က ဈေးကူတာမှုခံယူနေပြီပဲဖြစ်ပါတယ်။နောက်ပြီးတော့16ချိန်မြောက်ဂျင်ပါဖို့စီစဉ်ထားတဲ့ပရိသတ်လက်မှတ်ထိုးပွဲကိုဖျက်သိမ်းလိုက်တာကြောင့်သူရဲ့အေဂျင်စီကဒီနေ့အတွက်စီစဉ်ထားတဲ့ Music Korea ပရိသတ်လက်မှတ်ထိုးပွဲကို မလွယ်မရှောင်သာဖျက်သိမ်းလိုက်ရတဲ့အတွက်စိတ်မကောင်းပါဘူးလို့ဖော်ပြထားပါတယ်။ agency ကဂျက်စင်နဲ့ပတ်သက်ပြီးတော့မနေ့ကသကောင်မှာရုပ်ရည်အစာစိတ်သိမ်းမှုကြောင့်အရေးပေါ်ခန်းကိုပို့ဆောင်ခဲ့တာကြောင့်လက်ရှိအချိန်မှာတော့ဂျမ်းမာရေးဝန်ထမ်းတွေရဲ့ဆောင်းရှောင်းမှုအောက်မှာအနားယူပြီးတော့ပြည်လဲဂျမ်းမာလာဖို့လိုအပ်နေရလို့ ယ်လို့ရှင်းပြခဲ့ပါတယ်ဆက်လက်ပြီးတော့ဒီပွဲကိုစောင့်မျှော်နေကြတဲ့ပရိသတ်တွေအတွက်အဆင်မပြေမှုတွေဖြစ်ခဲ့တာကြောင့်အလေးနက်ထားပြီးတော့တောင်းပန်ခဲ့တဲ့အပြင်သူတို့အဖွဲ့ကပရိသတ်တွေနဲ့တွေ့ဆုံမဲ့နောက်ထပ်အစီအစဉ်အသစ်ကိုညှိနှိုင်းနေပြီးတော့ကျေးဇူးပြန်ဆက်ဖို့ပြင်ဆင်နေပြီးတော့အသေးစိတ်အချိန်စရာတွေကိုအမြန်ဆုံးတင်ပေးသွားမယ်လို့ဆိုပါတယ်ဒီအတော်တွင်မှာလည်းဂျက်ဆန်က Magic Man 2 World Tour 2025 2026ခေါင်းစဉ်နဲ့ကမ္ဘာလေးဖြိုပြပွဲကျင်းပဖို့အစီအစဉ်ရလည်းဖြစ်ပါရင် ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်